မင်္ဂလာပါဘိုင်ယံကွန်မြန်နာမြန်ဘိုင်ကွန်တချောင်းလာအောင်ပြောဆွေးကြပါသည်ဗျာဒီနေ့က၁၈ရက်၆2025ဘောเนาะနောက်သူဘက်ကတော့ AC ပါဒါပေမဲ့အနားတော့ရောင်းနေပြီတောင်းတော့ဆက်မတိုက်သေးဘူးမတူသေးတာတော့တွေ့ရတယ်ဒါပေမဲ့မနေ့ကတော့လက်နဲ့ကြီးဟော်ဝေဆိုင်နဲ့ပြစ်တယ်ပူတာရက်ွက်တို့เนาะနောက်တစ်ခါကျတော့ကြောက်ခုံကြောက်ဘက်တို့ပြစ်တယ်နောက်ခါကျတော့အုံမတိဘက်တို့ရေမောင်းတံဘက်တို့ကိုဒါပြစ်တာခတ်တာရှင်းနေတာရှိတယ်ဒါအချို့အနေပါပဲလုံးနေတယ်ဘာကြောင့်ရင်တော့မသိသေးဘူးတိုက်ရင်တော့ဒီ နောင်ချိုကခဏလေးရပါမယ်ပြည်သူတွေဒုက္ခရောက်မှာဆိုလို့ပဲဒါတက်မလို့ထုံးစံအတိုင်းပဲလောက်တလားဘောနော်ပြည်သူတွေဒုက္ခရောက်မှာဆိုပြည်သူတွေဒုက္ခရောက်မှာဆိုအမှပြည်သူမရှိဘူးအကြမ်းဖက်တဲ့နေအကြမ်းဖက်တွေပဲရှိတာအဲ့ဒါကိုအဲ့လိုမျိုးစောင့်နေလေအကုန်လုံးကတိုင်ပတ်နေပဲနော်အဲ့ဒါလေးတော့ပြောချင်းတယ်ကြောက်ဖြူပဲ AC ကြောက်ဖြူမှာတက်မလို့ဆက်ကြောင်းနေထိုးနေတယ်ရှင်းနေနေတာရှိတယ်တိုက်ပွဲကတော့ပေးဆက်မှုတွေတော့ရှိတယ်တက်မလို့အကြဘက်တော့မရောက်သေးဘူးနော် တောင်းတော့ကြောက်ပြူကြလို့ရှိရင်ပြီးပြီလို့ပဲကျွန်တော်ပြောသားပြီးသားဘာမှစကားဆက်ပြောနေနဲ့ကြောက်ပြူကြလို့ရှိရင်တကယ်ပါလို့မြန်မာအဆက်ကွဲပြီမြန်မာတောင်းတော့အဆက်ကွဲပြီဘာကြောင့်ဆက်ကွဲကြောက်ပြူမှာရင်းနေတဲ့စီမံကိန်းတွေအများကြီးရှိရလေဗျာနော်တရုံနဲ့လှုပ်ထားတာလေအကုန်ဆက်ကွဲပြီပြန်ပြန်ကွဲမှာပိုးစိုးပစက်အဆက်ကွဲမှာကြောက်ပြူအားကြောင့်ကြောက်ပြူကြမှာမဟုတ်ဘူးစဉ်းစားလို့ကမရအောင်ကြောက်ပြူကြပြီလို့ပြောလို့ရှိရင်အဲ့ဒါဟာသားတစ်ခုပဲဖြစ်တယ်တိုက်တာတော့တိုက်ကြိုက်တော့တိုက်အေးပြီးတော့မှထဖြုတ်လိုက်လို့ရှိရင်တော့ပြီးတယ်ဖြုတ်တစ်လုံးပဲအများကြီးသုံးစရာမလိုဘူးနော် တစ်လုံးပဲတစ်လုံးပဲအများကြီး300အောင် AAC ပြနောက်အမသာ3လေးလေး3လေးလေးမှာလည်းတိုင်ပွဲတွေကတော့အဲ3လေးလေးတောင်ကတ်တာတော့မဟုတ်ဘူးပြဟိုးဝဲပန်းတော်ကြီးပဲတော့ဟိုးဝဲအနောက်ဒီမှာတော်တော်များများအန်တာသူတို့အခြေကုတ်ယူတဲ့နေရကျွန်တော်တခါပြောဘူးလို့က AD 900လောက်ဆင်းလာဆိုတဲ့မှာဒီရာယူတိုင်း VD တွေနဲ့ပေါင်းလိုက်တဲ့1005လောက်ရှိတဲ့ဒါတောက်ချောက်တိုက်တာတိုက်တော့အခု3ဘုံတပုံလောက်ပဲကျန်တော့မှထင်တယ်တော်တော်မရှိတော့ဘူး အဲ35လောက်ပဲကျန်တော့တယ်နော်အဲ့မှာတက်မလို့လည်းပဲဒါတကယ်ဟိုအကြီးတွေရောအသေးတွေရောစုဆက်ပေါင်းပတ်ပြီးတော့စုပေါင်းပြီးတုတ်လိုက်တဲ့ခါကျတော့အကုန်ပြုတ်ကုန်တာမျိုးတော့တွေ့ရတယ်နော်နောက်တစ်ခုဟိုဒီကျွန်တော်တို့ဒေါ်ဆန်းစုကြည်ကိစ္စပေါ့ဒေါ်ဆန်းစုကြည်ကဒါအသက်80ပြည့်ဟိုမွေးနေ့လောက်တော့မှဆိုတဲ့ဒါမွေးနေ့အတွက်ကိုဒါအားလုံးသိရှိပြီးသားဖြစ်တယ်ဒါမြန်မာနိုင်ငံကိမ့်မော့ကိုဟိုဒီဒီလီဟိုပြက်ဒီဖြက်နဲ့ ါမျိုးဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဒီမွေးနေ့တွေမှာကြုံမှုကြတဲ့လူတွေတိလိမ့်မယ်เนาะဒါပေမဲ့သူတို့ကတော့ဘာရင်မဟုတ်ဘူးလားတကယ်ပဲဟိုနေပေါ့နော်ဟိုရွေတက်ရှိနေလုံတနာတော့ကျွန်တော်တို့မသိပါမယ်ဒါကတော့မြန်မာနိုင်ငံမြန်မာလူမျိုးတွေရဲ့အယူဆကနမိတ်မကောင်းလို့ပဲအားလုံးသုံးသပ်ကြတာမျိုးရှိတယ်เนาะအဲ့တော့ဒေါက်ဆန်းစီမွေးနေ့ရလဲပဲဒီအသက်80ပြည့်မွေးနေ့ရလဲမကြခင်ရောက်လာမှဖြစ်တဲ့တော့ဗီဒီယိုဖိုင်တစ်ပိုင်းတွက်လာဒေါက်ဆန်းစုတင်တဲ့ဦးဝင်းမြတ်ကဒါတရားရင်ဆိုင်တဲ့ပုံစံတွေ့ရတယ်အဲ့ပုံစံကျွန်တော်ကြည့်ချင်းအားဖြင့် ဒေါန်စန်းစုကြည်ကပထမအမှုကြီးကြာပြီးသားဖြစ်လိမ့်မယ်ဟိုယောဂီဝိဆုံနဲ့တွေ့ရတယ်နောက်တစ်ခါ OM မြေကိုလည်းတေချာကြည့်လိုက်တဲ့အခါမှာပထမအမှုကြီးကြာပြီးသားဖြစ်လိမ့်မယ်အပြာဝိုင်းဆက်နဲ့တွေ့ရတယ်အပေါ်ကတော့သူကဟိုနေမတိုက်ပုံဝတ်ထားတဲ့ပုံစံပေါ့ကြည့်ရတာအဲ့တော့ဆိုလိုတာတကွာအဲ့ပုံကြီးထွက်လာတဲ့အတွက်အဲ့ဒီရဲ့ CCTV ဌာနကတော့ဒါအဲ့ကြိုင်တဲ့သူကတော့ဒါအကြမ်းဖက်တွေနဲ့ပတ်သက်ဆက်နွယ်လဲဆိုပြီးတော့ဥရိယအရေးယူခံမဲ့အနေအထားမျိုးတော့ကျွန်တော်သွားတွေ့ရတယ်ဒါကျွန်တော်ရဲ့ခင်မင်သုံးသပ်ချက်ပြောတာ အဲ့တော့ CRB တို့ပဲဖြစ်ဖြစ် UNG တို့ပဲဖြစ်ဖြစ် PDF တို့ပဲဖြစ်ဖြစ်သူတို့တွေအားလုံးကဒေါ်သန်းသူကြီးတို့ဆိတ်ခြင်းနဲ့ဆန္ဒမရှိတဲ့ပုံရှိတယ်နော်ဒါတိုက်လို့မရဘူးဆိုတာလည်းတည်းဘာကြောင့်လဲဆိုတော့ A နဲ့ပေါင်းလိုက်တယ် A က RF ကနိုင်ငံတော်တက်တော့တိုက်တယ်နော်နောက်တစ်ခါကျတော့ KI နဲ့တိုက်တယ် KI နဲ့တိုက်ပြန်တော့လည်းဝမ်ပေါင်းနိုင်ငံတော်တက်သူကပေါင်းတယ်နော်နောက်တစ်ခါကက်ချေဟွန်နေနဲ့ကရင်နဲ့တိုက်တော့လည်းကော်တူလေးဆိုပြီးတော့ပေါင်းတယ် ဲ့တော့သူတို့ကဘာလုပ်တာလဲဘာမှမဟုတ်တက်မတော်ကိုဖျက်ဆီးဖို့ဖျက်ဆီးဖို့နိုင်ငံဖျက်ဆီးဖို့တည်တံ့တခုပဲသူတို့ရက်တည်လာတာကိုသွားတွေ့ရတယ်ဒါနိုင်ငံရေးမဟုတ်တော့ဖျက်ဆီးရေးအကြမ်းဖက်ရေးတာဖြစ်သွားတာကိုကျွန်တော်အနေနဲ့မြင်တွေ့ရတယ်နော်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ကအဲ့ဒါတွေကိုမြင်တွေ့နေရတဲ့အခါကျတော့အကြမ်းဖက်တွေလို့ကျွန်တော်ကတက်မတော်တစ်ဖက်မီဒီယာတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဝိုင်းပြီးပြောတာခင်ဗျားတို့ကိုယ်တိုင်လည်းမြင်အောင်ကြည့်ပါတွေ့အောင်ကြည့်ပါနော် အဲ့တော့တမ်းတော်ကအာနာထိန်လိုက်တယ်မဲမဲတမမူဖြစ်လို့ထိန်လိုက်တယ်မဲကိုပြန်ပြီးရွေးကောက်ပွဲလုပ်ပြီးလိုက်မယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကမဲရွေးကောက်ပွဲကိုပြန်လုပ်ပြီးဆယ်ကလုံးဆယ်ကနိုင်တာကိုမလုပ်ပြီးတဲ့အမှပြဿနာရှိသွားတာအဲ့ဒါကိုပြည်သူတွေသိရတာနဲ့ဒါကိုမျက်နှာလက်ခက်ပြထားတဲ့အကျိုးဆက်ကပြည်နယ်တွေပြက်စီးတယ်လူအသက်တွေသေတယ်တိုင်းပြည်မှာကစင်ငယ်တွေကုန်ဖြစ်ကုန်ကြတယ်နော်ကိန်းလည်းပဲဟုတ်ပြီအဲ့ဒီမှာဒေါက်တာသုကြီးကိုဟိုကနေ့မှဥဒေယအရေးယူခံနိုင်ကြရပြီပေါ့နော် ဲ့ဒီရဲ့နောက်ဆုံးသင်ကြတာဒါကျွန်တော်တို့ကနောက်မှသိတာတင်းသမမ5တန်းတို့အမေရိကန်အတားတို့မြန်မာနိုင်ငံမှာစည်ရင်းတွေကဒါမှဒီပတ်စံတွေကပိုရှန်လို့သွားအတားတို့ဒါတွေဒါတွေကျွန်တော်တို့အများကြီးတွေ့တာဒီကြားထဲမှာနိုင်အဲဟိုစီဒီယန်နေစီဒီယန်နေဆိုလို့ရှိလို့ချင်းဒါတက်ဖို့အတွက်ဆိုစီဒီယန်နေဆိုအရေးယူဖို့အတွက်ဆိုပြီးတော့ CRB ကထပ်ထုတ်ပြန်ကောအဲ့တော့အဲ့ဒါတွေကနိုင်ငံရဲ့အတွက်လားတိုင်းကြီးအတွက်လားလူမျိုးအတွက်လားမဟုတ်ဘူးဗျအတားစိတ်တွေအတွက်တမ်းတော်ကိုအစီအိုဖြိုဖျက်ချင်တာရယ်ပြီးတော့ ဒီမှာလက်ရှိအလုပ်လုပ်နေတဲ့သူတွေကိုအကုန်လုံးကိုဒါစီဒီယန်ရအရေးယူမယ်ဆိုပြီးတော့တောက်လျှောက်ဟိုနေ့ဘက်မှာပကံဒေတာဟိုဘက်ဒီမှာဆိုလို့ရှိရင်ဒါစာမွေးဖြည့်တဲ့ကလေးတွေကတမျိုးเนาะဆရာဆရာမတွေတမျိုးဆရာဆရာမတွေယောက်ျားတမျိုးအကုန်လုံးတက်ဖြတ်တာတွေဖြစ်ကုန်လာကြရောဖြစ်ကုန်လာကြတော့အဓိကဘာဖြစ်လာလဲသူတို့ကအကြမ်းဖက်မှုတည်တံ့တာလင်းလှုပ်ဆောင်တာကိုသွားတွေ့ရအဲ့တော့ဒေါ်စန်းစကီလွတ်စေခြင်းနဲ့ဆန္ဒလည်းမရှိဘူးလွတ်လို့ရှိရင်သူတို့ချမ်းသာနေတဲ့ရရှိနေတဲ့အလူငွေတွေရရှိနေတဲ့ပတ်စံတွေက ဒါခဏလေးပြောက်ရက်သွားမှရှိတယ်ဒေါက်ဆန်းစုကြည်လွတ်လာဒေါက်ဆန်းစုကြည်ကလည်းပဲဒီအကြမ်းဖက်ကိုအာမပေးဘူးလို့သူပြောထားတာမျိုးရှိတယ်စီအာဘေးကိုလည်းမသိဘူးအန်ယူဂျီဘက်ကသူတို့အာမပေးဘူးဆိုပြီးတော့နောက်အဲဖိုင်တဖိုင်မှာဟလာဟိုနေစင်လာတာသူရဲ့ရောက်ခမပြောထားတဲ့ဥဟန်တာဘလို့ရဲ့သူပြောထားတာတွေကိုကျွန်တော်သွားတွေ့လဲအော်အဲ့တော့အဲ့ဒါလေးခြုံငုံသုံးသက်ချင်းအဖြစ်စီအာဘေးနဲ့အန်ယူဂျီဒီ အဲ့လေဒီကိုကိုစားမှဖြစ်တယ်လို့အကျန်းဖက်တည်တနာလှုပ်ဆောင်တယ်အကျန်းဖက်ဖွဲ့စည်းအကြီးအသာဖြစ်တယ်နော်အဲ့တော့ CRB ကနေပြီးမှထုတ်ပြန်လိုက်တယ်ဆိုတော့ CDN ဝန်ထမ်းတွေတက်ဆို CDN ဝန်ထမ်းတွေအရေးပေါ်ဆိုတော့တကယ်လက်ရှိအလုံးလုံးနေတဲ့သူတွေကိုပံ့ပိုးမှုမရှိတဲ့ဖြစ်ကိုဘာလို့တလဲဆိုတော့ဒါရှင်းလင်းနေဆိုတဲ့ပုံစံမျိုးဒါအကျန်းဖက်တည်တန့်ကိုအရန်ယုံမှလွန်အားကြီးတဲ့ပုံစံဖြစ်သွားပြီအဲ့တော့အနီးဒီအားပေးတဲ့သူဟာလာတက်မတော်ကိုမကြိုက်တဲ့သူနော် တမလောက်ကိုမကြိုက်တဲ့သူအနီတွေကိုအားပေးတဲ့သူကခင်ဗျားတို့လောက်ရမှာတခုပဲရှိတယ်ခင်ဗျားတို့စိတ်ထဲမှာယဉ်ထဲမှာနှလုံးသားထဲမှာဒေါ်ဆန်းစုကြည်ကိုလွတ်စေခြင်းတယ်မလားလွတ်စေခြင်းလို့ရှိရင်ပါတီနိုင်ငံရေးဒီအခုရွေးကောက်ပွဲလုပ်မယ့်နေရာမှာခင်ဗျားတို့အဲ့ဒါဟိုနေရွေးကောက်ပွဲတွေဝင်ပြိုင်ပြိုင်ပြီးလို့ရှင်လို့ရှိရင်အာဏာရရှိလာပြီဆိုလို့ရှိရင်ခင်ဗျားတို့ဘာလုပ်ရမလဲရိုးရိုးလေးပဲအာလားလုံငင်းနေပေးလို့ရမယ်ပြစ်ဒဏ်ရှော့ပေါ့ခွင့်နေပေးလို့ရအောင်အများကြီးပေးလို့ရရင်တယံဝန်လွတ်မြောက်သွားဂုံသိက္ခာရှိလွတ်မြောက်သွားတယ်တိုက်လို့ခိုက်လို့လွတ်မြောက်မယ် ဟာမျိုးခဏလို့ရီမန်းထားတယ်ဆိုတော့အခုနောက်အနည်း20လည်းမဖြစ်နိုင်တော့ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိလုပ်နေတဲ့ CRPA ပဲဖြစ်ဖြစ် NUG ပဲဖြစ်သူတို့အတွက်လုတ်တာလည်းမဟုတ်ဘူးတိုင်းပြည်အတွက်လုတ်တာလည်းမဟုတ်ဘူးဒါကျွန်တော်တိုင်းရင်းသားတွေအတွက်သူတို့အသက်တွေပေးဆက်ပြီးတော့တောက်လျှောက်လုပ်လာတာအဲ့ဒါကိုလှုပ်ရှားသွားတာက NUG အဖွဲ့တွေနော် NUG အဖွဲ့တွေဘာလဲမန်ဝဲခိုင်တန်းဆိုလဲခင်ဗျားတို့သိလိုက်ဗမာလည်းမဟုတ်ဘူးနော်ဒူဝါလက်ရှိဝါဆိုလဲဗမာမဟုတ်ဘူးအဲ့အဲ့ တိုင်းရင်းသားတွေကောင်းဆောင်နောက်ကိုသွားပြီးစုံနေတဲ့ကောင်းတွေကိုသွားကြည့်ဦးเนาะဗမာတွေအစုပ်ပြက်တယ်အဲ့တော့ဗမာတွေတိတ်ခါကြတဲ့ကောင်းတွေပေါ့နော်ဗမာလူမျိုးအမိခံတဲ့တိတ်ခံကြတဲ့ကောင်းတွေအခုအဲ့ဒီကြားထဲမှာကလေးတွေဘာမှမသိတဲ့ PDF တွေကနေရာတိုင်းမှာလိုက်ပြီးတော့အသက်ပေးဆက်နေရတာတွေ့တယ်ဒါတော်ဆန်းစုကြည်တို့ပေးဆက်တာမဟုတ်တက်မလို့တွန်းလိုက်တို့ပေးဆက်တာမဟုတ်ဘူးเนาะနိုင်ငံကိုဖျက်ဆီးဖို့အတွက်သူတို့အသက်တွေပေးဆက်ကြရတာကိုတွေ့ရတယ်အဲ့တော့ PDF တွေအနေနဲ့လည်းပဲနိုင်ငံကို ရှုမြင်သုံးသက်တတ်ဖို့လည်းတော်တော်လိုအပ်နေပြီเนาะ PDF တွေကလည်းပဲအတုံးချခံနော်အတုံးချခံအောက်ခြေအဆင့်ကိုပြောတာပါစီးဝိုင်းနဲ့လှုပ်ရှားလို့ရနေတဲ့ကောင်းတဲ့တိန်းထောင်နဲ့တောင်းနဲ့တိန်းနဲ့ချီရနေတဲ့ကောင်းတွေကတော့အမြင်နဲ့တွေးတော်လို့ဆိုပြီးနေမှာပဲတနေ့ဟိုတတောင်းလောက်ကိုရိုးရိုးသားသားရှာမစားခြင်းတဲ့ကောင်းတွေကလက်နဲ့ပြပြီးတော့ဒါအလူဟိုနေအလူခန္ဓာတို့ဝါတာဂိတ်တို့ဘာညာတို့အဲ့လိုမျိုးတွေနဲ့ရှာနေတဲ့လူတွေကလည်းပဲဒါမျိုးတွေကျွန်တော်ပြောလို့ရမှာမဟုတ် ဘာမှမရှိတဲ့ဒုက္ခရောက်နေတဲ့ PDF တွေလောက်ပဲကျွန်တော်တို့ကဒါမျိုးနားလည်အောင်ပြောပြလို့ရမှာရှိတယ်။နော်အဲ့ဒီလူကလည်းနဲတော့အဓိကကတော့တပ်မတော်ရှင်းနေနိုင်ဖို့ပဲကျွန်တော်တို့ပြောကြတယ်။တပ်မတော်မရှင်းတော့အဲတနာနေတယ်ညတာနေတယ်ဆိုရင်အကြဖက်ကိုမွေးနေတာပဲ။အကြဖက်မွေးတယ်လို့ပဲပြောမှာတပ်မတော်ကဒါဟိုတနာညတာမှုစီအကြဖက်မွေးမိပုံစံကိုပေါ်နေတယ်။အဲ့တော့အကြမ်းဖက်ဆိုလို့ရှိရင်တခါလေပြပြသားရှင်းမှတိုက်မိကအေးချမ်းမဲ့ဟာရှိတယ်။နောက်တခါကျတော့ကျွန်တော်ဒေါန်သန်းစုကြည် ဝင်းတွေကိုခင်ဗျားတို့အနီထောက်ခံတဲ့သူတွေအကုန်အကုန်လုံးเนาะဒေါန်ဆန်းစုကြည်ကိုဝင်းတွေကိုအနီထောက်ခံတဲ့သူတွေအကုန်အကုန်လုံးခင်ဗျားတို့ဥပဒေမဲ့မလုတ်ပဲနဲ့ဥပဒေဘောင်နဲ့ကလုတ်ကြပါလို့ပဲဒါတိုက်တွန်းပြောတိုက်တွန်းခြင်းပါလေเนาะတိုက်တွန်းခြင်းပါလေဝင်းတွေကိုလည်းပဲခင်ဗျားတို့ယင်းတွေကဆူတောင်းပါတတ်မလို့အဓိကဟိုရှင်းပြောလို့ရှင်လို့ရှင်အဲစီကန်းနဲ့ဥပဒေကိုလိုက်နာပြီးတော့အဲစီကန်းဥပဒေကိုလိုက်နာပြီးတော့ကျွန်တော်တို့ ဒါရင်းနေရမယ်ဆူတောင်းပေးကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်เนาะဒီလိုမျိုးဆန္ဒပြတာကြီးပါညာကြီးမလုပ်ကြပါနဲ့ဒေါ်ဆန်းစုကြည်ဒါရုံတွက်ထွက်လာတဲ့အနေထားကိုကြည်ချင်းအဖြစ်တောင်းတော်ဘက်ကညှတာတာကိုတွေ့ရတယ်ဦးဝင်းမြင့်ရုံတွက်ထွက်လာတာကိုတွေ့ချင်းအဖြစ်တောင်းတော်ဘက်ကရောအချင်းတော်ဘက်ကရောညှတာတာကိုကျွန်တော်အနေနဲ့တွေ့ရတယ် ဘာဖြစ်လို့လဲဆိုတော့ပထမအမှုကြပြီးသွားတဲ့လူကဒုတိယအမှုကြလို့ချင်းခြေချင်းတောက်ခတ်ပြီးမှဒါတရားရုံးရင်ဆိုင်ရတာဖြစ်တယ်နော်အဲအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ခြေချင်းတွေတောက်တွေလည်းတတ်ထတာမှတွေ့တဲ့အခါကျတော့ဒါငဲ့ညာမှုလည်းရှိတယ်ဆိုတာလေးပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒေါန်စန်းစုကြည်ရောဦးမင်းမြတ်တော်ခင်ဗျားတို့တကယ်အញ្ញံဆုံးတွတ်ချင်တယ်လှုပ်ဆိတ်ချင်တဲ့ဆန္ဒရှိရင်ရွေးကောက်ပွဲကိုပဲခင်ဗျားတို့အားလုံးဝိုင်းဝန်းပြီးတော့ကူညီပြီးတော့အញ្ញံဆုံးလွတ်မြောက်အောင်လှုပ်ဆောင်နိုင်တာမှန်ကန်သောနီလန်တရားလို့ပဲပြောချင်ပါတယ်ဗျာအားလုံးကျမ်းပါပါစေ